တနေ့ကနေနေမွေးသူအလုံးမင်္ဂလာပါ2025 April 22ရက်နေ့နေ့ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောရမယ်ဒီကာလအတွင်းရှင်းနည်းမြုံနယ်မှုအကြီးစားတွေလောရမလို့သိဘူးလုံတဲ့ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလောရမယ်လုပ်ငန်းတွေရပ်ပြီးတော့အစ်စ်ကိုစမယ် ဘဝတည်တခုကိုစတင်ရောက်ဖို့ပြဋ္ဌာန်းချက်ရောက်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြတရားမဲ့ကာလသဘောမျိုးပဲ။ဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနောက်ဆက်ကြတဲ့ထိုးပေါက်ပြီးတော့တိုးတက်ရခြင်းတွေကိုဖဏိရလေးပဲ။တစ်ဆက်နေ့နေ့အဲ့ဒီရရံတိုက်ခတ်များတဲ့နေ့ဖြစ်တယ်။အဲ့ဒီရဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင်အောင်မြင်မယ်။ 23ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်။ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကိုဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တက်တဲ့ကံပေါ်မယ်။29ရက်နေ့မှာ ယံပတိဘက်ကရင်နဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အဲ့ဒီကငဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခိုက်မှုနဲ့ကြီးဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစရာနဲ့ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသွားလာနေထိုင်ကြီးဆက်ရမှာပေါ့နိုင်ရက်အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကရင်28ရက်နေ့မှာကောင်းစီကောင်းရှုပ်ပြင်းထူးထူးခြားခြားကောင်း29ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲရခြင်းရရစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့ဒီနေရာလည်း ကောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်။30ရက်နေ့ဆက်လက်ကံကောင်းတဲ့လွတ်သမြအောင်မြင်ခြင်းထိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။အဲ့ဒီရက်ကလည်းထူးထူးခြားခြားကောင်းစေကောင်းလျှော်ပြုကောင်းတဲ့နေ့ဖြစ်တယ်။အဲ့28 29 30အဲ့3ရက် ကောင်းစေကောင်းလျှော်ပြုထူးခြားတဲ့ကံကောင်းခြင်းအနာရောဂါခင်းခြင်းဘဝထိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်။ဒီကာလတော်တွင်ဇာတာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ အင်္ဂါဘုတ်ထူးကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နောက်ဆက်ဖြစ်တတ်တဲ့369ခန်းနေချိုးပြီးတယ်အနီအောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါတဏသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့20နှစ်နေ့မှာပတ်စံတထောင်တန်တရွက်ကိုမှုနှက်တာဖြန်ပြီးတော့ပတ်စံတဲ့တဲ့ဆောင်ပါထူးခြားတဲ့ကောင်းခြင်းလက်လာပါပွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူ အားလုံး မင်္ဂလာပါ2015ဧပြီလ20ရက်နေ့နေ့ဧပြီလ30ရက်တွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပြည်နယ်လမ်းကြောင်းကုန်ပြန်ပွဲမယ်အိန္ဒိယလို့နေရာတို့မှာပြင်ချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုံနေရာမှာပြောင်းလဲရှိမယ်ဘဝကံအသစ်တွေအကုန်လုံးပေါ်လာမယ် ီကာလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်၂၂ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်မြေတားရေကံကောင်းမှပြည်သူတွေစားဝယ်မယ်၂၅ရက်နေ့မှာ အလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရင်းနေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုံးရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရင်းနေမှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရင်းနေမှာဥတည်ချက်တဲ့လောကမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုတွေရဲ့ဂရုစိုက်ရမယ်အနောက်တောင်ရောက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့ကိုနိုင်တဲ့စေတန်ခွဲကြအသွမ်းလာနေတဲ့ဂရုစိုက်ရမယ်29ရင်းနေမှာ ငွေကြေးလက်ပွင့်ချင်းအလိုပြည့်စုံချင်းဘဝတွတ်တဲ့ခြင်းတို့ကြုံမယ်30ရည်နေရတော့အရာရာကောင်းသောနှမိတ်နဲ့တွတ်တဲ့ခြင်းကကျမတွေကိုကြုံတွေ့ရမယ့်နေထားရှိပါတယ်အထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီ28 29 30ရည်နေတွေကခေါင်းစိကောင်းရှော်ပြုရအတွက်အင်မတန်ကောင်းတဲ့ရည်ဖြစ်ပါတယ်အဲ့ရည်တွေမှာခေါင်းစိကောင်းရှော်ပြုခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကို ရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရတဲ့ပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တိလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လိမ္မော်ရောင်နှုတ်နေ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ဒနာသီတိနေ့ခါဆန်းရှင်တဲ့နေ့အဲဒီနေ့မှာ ရွှေရောင်တွေကြီးတစ်ခုနဲ့ငွေရောင်တွေကြီးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးစုအားလုံးမင်္ဂလာပါ2025အေဘရုန်20နှစ်ရဲ့နေ့ရက်နေ့30ရက်နေ့အတော်တွေမှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ် ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေတိုလောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါလေ။အလိုရှိရာပြည့်စုံခြင်းကံတွေရှိတယ်။အဲဒီနေ့ဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲဒီနေ့မှာသံလိုက်တုံးတုံးကိုရွှေရောင်ထုတ်ပြီးတော့အဲ့ဒီသံလိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာစောင်းယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကို ရနိုင်မယ်။နှစ်ဆန်းတရက်နေ့ကြော်ပြီးပထမဆုံးတနသည်တီညခတ်ရှင်းတဲ့နေ့လက်ပွင့်အောင်ဆောင်ရွက်တာ။23ရက်နေ့မှာတော့ခရီးကံကောင်းမယ်။အလိုရှိရပြည့်စုံမယ်။ရည်မှန်းချက်တွေကိုဆောင်ရွက်လို့အချိုးရှိမယ်။24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။လက်ပွင့်မယ်။25ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။26ရက်နေ့မှာအာမခန္ဓာတောင်းယူတာမလုပ်ရဘူး။ သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်။နောက်၁၈ရက်နေ့မှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေကိုကျွန်းတွေ့နိုင်တယ်။၂၈ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာကြိုးပေးတယ်။မတော်တဆနဲ့ကြိုးဆက်ရမယ်။အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်။မနေ့ကိုးနိုင်တဲ့ဆယ်နိုင်ခွဲကြားအသွါလံကြိုးဆက်ရမယ်။၂၈ရက်နေ့ကအလုံးစုံခံကောင်းခြင်းလူရာပြည့်စုံခြင်းရှိမယ်။၃၀ရက်နေ့ ရေမှန်းချက်တဲ့ကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာရကိုချုံနိုင်တယ်။တနင်္လာနေ့အင်္ဂါနေ့ပௌထုနေ့မွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တည်ရှိတတ်တယ်။၈၆၉နှစ်နေ့ကျိုးပြီးတယ်။အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ နေနိဗ္ဗာန်မှာရှိတဲ့သူတို့ကိုရွှေရည်တိုက်ချွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်။ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧပြီလ28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှော့ပြုခြင်းစံကေသာအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရတာပါလေ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ။2025ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်သူတစ်ပါးတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တဲ့ကိုရှင်မှာရှိနေတယ်။ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်။ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေလောကရဲ့ဆင်းပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အဆင်ပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်။ဒီကလာဟာအများအတွက်ကိုယ်ကပေးဆက်နေရတယ် ူတပားအတွက်လုပ်ရင်ကို့အတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုကသူတပားနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထိုးကြတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနွေးနေတဲ့၁၀နှစ်နေအဲ့ဒီနေရာထူးကောင်းတဲ့နေဖြစ်တဲ့ကိုလိုသမားလည်းဆင်ပြေမဲ့ဒနသိတိလက်ခဆန်းရှင်နေနေလည်းဖြစ်တဲ့ပိုက်ဆံတထောင်နံကိုအမွေးနတ်သာပြန်ပြီးလူနဲ့ဆဆောင်း၂၃ရက်နေမှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံးရမယ် အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ချိုးချတဲ့အတင်းသမိတ်ကောင်းနေရနေမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံချင်းကြုံမယ်29ရက်နေ့ရန်တက်ကန်နဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်မတော်တဆနေရဂယူဆက်ရမယ် အနောက်တောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ကယူဆက်ရမယ်။29ရက်နေ့ကတော့အလုံးစုံကမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြန်လည်ပေါ်တွန်းတယ်။30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောင်လုံတိုင်းထုံးပေါက်နေမယ်။ April 28 29 33ရက်ကောင်းစေကောင်းရှုပ်ပြည့်ရထူးထူးခြားခြားကောင်းချင်းကန်တဲ့အဆင်ပြေခြင်းတွေကိုရရှိမယ်။ တနင်္လာနေ့သောကြနေ့စနေနေ့မွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ခဏအကျိုးပေးတယ်အညိုရောင်အပြာရောင်မိခွရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ ုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်ဇာတပတိနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရပိုင်ခွင့်နေလဲဝဲပြန်ရခြင်းဝေချိကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခေခဲအလုံးကိုကြော်လွှားပြီးတော့မူလအနေထားနေပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင်ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ကောင်းသောဂျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထိုးစေလိမ့်မယ်။ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောဂျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှင့်သာသာကိုရမယ်။ရင်းနှီးသူများနဲ့မကြာခဏစကားများတဲ့မထင်မဲ့ပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်။ယနေ့ရှင်မန်းချက်သက်တဲ့အောင်မြင်မဲ့ငွေကြေးကံကောင်းမဲ့ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာ ။သားလိုက်တုံးတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါ။ကောင်းချင်းကန်နေရလာမယ်။20ကိုရည်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်။24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်။ဝေကုန်ကြေးကြများမယ်လူသည်များဆင်ပြေမယ်။25ရက်နေ့ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်။စိတ်နှောက်ရှက်တည်ရှိမယ်။26ရက်နေ့မှာမထင်မှတ်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်။၂၉ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ် နှစ်ဆက်ရှိရနေ့မမျော်လင်းမဲငွေဝင်မဲမထင်မှတ်ပဲဆင်ပြေမဲပုံမှန်နဲ့ကောင်းခြင်းကံကိုကြုံမဲအဲ့ဒီနှစ်ကဘောရက်ဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတီသွားစေအာနေရှိတတ်တယ်မနေ့ကိုနိုင်တဲ့ဆယ်နိုင်ခွဲအတွက်အသွားလာနေတန်ယူဆရမယ်29ရက်နေ့ကမှန်းတန်တဲ့လက်တွေ့ကွာတယ်တပတ်သူကတိပြက်လို့ကိုစိတ်ရှိရမယ်30ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ်ဧပြီ28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှောက်ပြည့် ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချဘောက်ကျုံးမဲ့ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမဲ့တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်။နှစ်ခိုးကိုးကနံကျိုးပေးမယ်။အဖြူအစိမ့်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကျုံးမယ်။ကျေးဇူးတင်ပါ။တောက်ကြနေမွေးသူအလုံး ်မင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကြိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းစွဲနေသားနဲ့ကံမြင့်တဲ့နေသားကိုကူးပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကြိုးစက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွေးနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်လမ်းရည်မှန်းချက်တွေကိုဆွေးနိုင်တဲ့အခြေအနေရရရဲ့ အကျိုးပေးမှုအရာရာရာကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။၂၀နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံကြွေစေတစေကိုမွေးနံ့တာပဲဖြန်ပြီးလူနဲ့ဆောင်မှာ၂၃ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွန်ခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။၂၄ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်။စေဒနာဝေဒနာဖြစ်တတ်တဲ့ စိတ်ရှည်နိုင်တော့ဆင်းပြေမယ်25ရက်နေ့မှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာတကဘောရက်နေ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲတွင်သွာလာဂယူဆက်ရမယ် 29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တက်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကျော်ပြီးတော့ဘဝတွတ်တက်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါနိုင်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တစ်လေးကိုကနံကျိုးပေးတဲ့အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့ လို့ရှိရကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းချိုးပြခြင်းများရရှိပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025အေဘရယ်22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွင်ပါဘဝရည်ရွယ်ချက်နဲ့ညီမချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့အစ်စ်မြင့်တဲ့နေထားနဲ့ တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တယ်။ဝေးချေကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလနေသားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့ အနှစ်သာရကိုကြုံတွေ့ရမယ်နေကံကောင်းခြင်းကို20နှစ်နေမှကြုံမယ်အဲ့ဒီနေ့မှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဘုရားရှင်မှာတပြေသုံးညွန့်တင်ပြီးလက်လာဘကောင်းမှုတွေဆုတောင်းမှာနာဂတ်တွေထူကြတဲ့ခံရပါမယ်23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ်24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲဒုထာနဲ့ကုညီရမယ် အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်။25ရင်းနေမှာခီးသွားခြင်းကြိုးပြင်းမယ်။အယံဝေးရကောင်းသောသတင်းစကားကြုံမယ်။အဲ့ဒီမှာအိမ်မဲမဲရင်တွေးရင်ထေမှန်တတ်တယ်။26ရက်နေ့ကတော့မထင်မှန်ပဲအတိုက်ခံတဲ့ကြုံပြီးမှအစီပြေမယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်။ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်။28ရက်နေ့မှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခပြရတတ်တယ်။28ရက်နေ့စီပန်းကံကောင်းမဲ့လက်ပွင့်မဲ့ဒါပေမဲ့ အဲ့ဒီကငကဘောရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွာလာကြီးဆန်းရမယ်အနောက်တောင်ရကုန်တီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်အညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီအရဝေးနဲ့ဆက်ဆက်ပြီးလောက်တာအချိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အချိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအကျိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတောက်ချန်နေမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။36ရှစ်ကနန်းနေအကျိုးပေးတယ်။အပြန်ရရင်မိခိုးရောင်နှက်ပြောင်တို့ကိုဝိစာစင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်နေနီးပါးမှရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါ။ယေရှုတင်ပါတယ်။